ဖိလစ်ပိုင်နိုင်ငံရဲ့သမ္မတဟောင်းရိုဒရီဂိုဒူတာတေဟာသူ့ရဲ့မူရဲ့ဆေးဝါးတိုက်ဖြတ်ရေးဆက်စင်ရေးကြောင့်အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC ရဲ့ဖမ်းဆီးမှုနဲ့ရင်ဆိုင်နေရပါတယ်။အာရှဒေသမှာ ICC ရဲ့တရားစီရင်ပိုင်ခွင့်ကို ထင်ရှားစွာပြသခဲ့တဲ့ ပထမဆုံးတာတကလည်းဖြစ်လာခဲ့ပါတယ်။ဒီသတင်းထက်မှာဒူတာတေကမူရဲ့ဆေးဝါးတိုက်ဖြတ်ရေးဆက်စင်ရေးကိုဘယ်လိုလှုံ့ဆော်ခဲ့သလဲ။သူဖမ်းဆီးခံရမှုနဲ့ထိမ့်သိမ်းခံရမှုဘယ်လိုဖြစ်ပွားခဲ့သလဲ။ နောက်ဆုံးမှာဘလို့တရားစီရင်မှုနဲ့ရင်ဆိုင်ရမလဲဆိုတာကိုလေ့လာသွားမှာဖြစ်ပါတယ်။ရိုဂျီဂိုဒူတာတေဟာ2016ခုနှစ်ကနေ2022ခုနှစ်အထိဖိလစ်ပိုင်သမ္မတအဖြစ်အာဏာရခဲ့စမှာသူရဲ့တင်းမာတဲ့မူရင်စေဝါတိုက်ဖြတ်ရေးမူဝါဒကြောင့်တန်ခတ်သူသက်ဖနက်ရှော်လို့နာမည်ပြောင်းရခဲ့ပါတယ်။သူရဲ့ကြောင်းမက်ဖွယ်မိကွန်းနေတဲ့ကတခုကတော့လူအခွင့်ရေးဥပဒေတွေကိုမေ့လိုက်ပါ။သမ္မတနန်းတော်မှာလဲမြို့တော်ဝန်တုံးကအတိုင်းဆောင်ရွက်မှာပါဆိုတဲ့စကားဖြစ်ပါတယ်။ သူတမရမဖြစ်ခင်နိုင်ငံတောင်ဘက်မင်ဒါနာအိုကျွန်းကလူရည်ထူထပ်တဲ့ဒါဘူမြို့တော်ဝန်အဖြစ်30တောင်ဝန်ထမ်းဆောင်ခဲ့စဉ်2017ကနေ2016အထိမူးယစ်နဲ့ရာဇဝတ်သား1000ကနေ1400ကျားတပ်ဖြတ်ခဲ့တယ်လို့တရားဝင်မှတ်တမ်းတွေမှာဖော်ပြထားပါတယ်။ဒါပေမဲ့တက်ကြွလှုပ်ရှားသူတွေကတော့ဒီအရေးအတွက်ဟာ1400ကနေ2000အထိရှိနိုင်တယ်လို့ဆိုကြပါတယ်။သမရတက်တံမှာတော့2016ဂျွန်30ကနေ 2022အထိမူရစ်တိုက်ဖျက်ရေးစစ်ဆင်ရေးကြီးကိုဥဆောင်ခဲ့တာဖြစ်ပြီးတော့ရဲတပ်ဖွဲ့ရဲ့တရားဝင်ထုတ်ပြန်ချက်အရတန်တရားတရားခံ6200ကျော်တုတ်တင်ခံခဲ့ရတယ်လို့သိရပါတယ်။လူခွင့်ရေးအဖွဲ့တွေကတော့ဒီအရေးအတွက်ဟာ2000ကနေ3000အထိရှိနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။ ICC ရဲ့ဥပဒေအရာရှိတွေကလည်းလူ3000လောက်ရဲဒါမှမဟုတ်အမည်မသိသူတွေရဲ့လက်ချက်နဲ့တိုက်ဆုံခဲ့တယ်လို့ဆိုထားပါတယ်။ဒီတပ်ဖြတ်မှုတွေဟာမျိုးပြမှာနေထိုင်တဲ့ ဆင်းရဲတဲ့မူးယစ်စေးဝါးတုံးဆွဲသူတွေကိုပြစ်မှတ်ထားကြတာပါတပ်ဖြတ်ခံရတဲ့သူတွေအထက်မှာအမျိုးသမီးတွေနဲ့ကလေး129ယောက်လည်းပါဝင်ပြီးအငယ်ဆုံးကတော့အသက်3နှစ်အရွယ်ပါကလေးတစ်ယောက်ကဖခင်ဖမ်းဆီးခံရတော့ဒိုင်းအဖြစ်အသုံးခံခဲ့ရပြီးတဲ့နောက်နောက်တစ်ယောက်ကတော့ဖခင်နဲ့ဆိုင်ငယ်စီရင်ရဲတွေရဲ့ပြစ်ခတ်မှုကြောင့်တေဆုံးခဲ့ရတာဖြစ်ပါတယ်အထက်လွှတ်တော်အမတ် Miss Dilima ကရဲကြောင့်တေဆုံးမှုတွေမြင့်တက်တာထက် ဒီစစ်စင်ရေးကပြည်တံလွတ်မြောက်ခွင့်ပြည့်နေမလားဆိုတာစိတ်ပူတယ်လို့မိသားစုဝင်တွေနဲ့စစ်ဆေးမှုမှာပြောခဲ့ပါတယ်။ဒူတာတေးရဲ့လက်သုံးစကားတစ်ခုကတော့မူရစ်ဂိုင်းသားတွေရက်တန့်ကြမယ်ဆိုရင် ကောင်းမယ်။မဟုတ်ရင်ငါကတတ်မှာဆိုတာပဲဖြစ်ပါတယ်။တူဂိုရိုင်းရိုက်တာသတင်းဌာနကိုအပတ်စဉ်ရာဇဝတ်သား9ရောက်တုတ်တင်သွားရင်ဒီကောင်တွေကိုနှိမ်နှင်းပြီးသားဖြစ်သွားမယ်လို့ပြောခဲ့မှုပါတယ်။ဒါပေမဲ့ဒီတပ်ပြတ်မှုတွေအတွက်သူကတာဝန်ယူမှုမရှိခဲ့ပါဘူး။ ရဲတွေကို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 ခုခံဖို့ပဲညွှန်ကြားခဲ့တယ်လို့ဆိုပြီးဝင်းချတောင်းပန်တာမျိုးလည်းမလုပ်ခဲ့ပါဘူးဒူတာတီဟာ2025မတ်လ17ရက်နေ့မှာဟောင်ကောင်ကနေမနီလာလီစိတ်ကိုပြန်ရောက်ချိန်ဖိလစ်ပိုင်ရဲတပ်ဖွဲ့တွေရဲ့ဖမ်းဆီးတာကိုခံခဲ့ရပါတယ်အရင်နေ့ညရင်းချင်းမှာပဲသူ့ကိုနယ်သာလန်နိုင်ငံတီဟိတ်မြို့မှာရှိတဲ့ ICC ကိုပို့ဆောင်ခဲ့ပါတယ်။လက်ရှိမှာတော့သူ့ကိုတီဟိတ်မြို့ရဲ့ Shivanenjin ထိမ့်သိမ်းရေးစင်တာမှာထိမ့်သိမ်းထားတယ်လို့သိရပါတယ်။ ဒီထောင်ဟာပံ့ပိုးမှုစုံလင်းတဲ့နေရာတစ်ခုဖြစ်ပြီးဒူတာတေးအနေနဲ့ကိုလက်လှုပ်ရှားမှုတွေလုပ်နိုင်တယ်လို့ဥပဒေရေးရာအဖွဲ့တွေနဲ့လွတ်လပ်စွာဆက်သွယ်တိုင်ပင်ခွင့်ဘာသာရေးဆိုင်ရာပုံကိုယ်တွေနဲ့တွဲဆောင်ခွင့်တွေရရှိမှာပါသူရဲ့တည်တံ့ကန်တဲ့မှာဘေးစင်၊ရှေးအိမ်၊ကတင်၊စာရေးစပွဲနဲ့စာအုပ်စင်တွေပါဝင်ပါတယ်။ဒီထောင်မှာကိုဆိုဗိုတမရာဟောင်း၊ဟာရှန်တာစီနဲ့ဘော့စနီးယားကယာဇဝက်တာ၊ရက်ကိုမလာဒစ်လိုပုံကိုယ်တွေလည်းထိမ့်သိမ်းခံထားရပါတယ်။ ိုင်စစီအနေနဲ့ဒူတာတေးကိုလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့လူသက်မှုဆိုရက်ရာဇဝမှုနဲ့တရားစွဲဆိုထားပါတယ်။သူ့ရဲ့တမရတက်တန်6နှစ်နဲ့ဒါဘူမျိုးတော်ဝန်တက်တန်2017ကနေ2016အတွင်းကျူးလွန်ခဲ့တဲ့တပ်ဖြတ်မှုတွေကိုစုံစမ်းစစ်ဆေးနေတာဖြစ်ပါတယ်။ဖိလစ်ပိုင်ဟာ2019မှာ ICC ကနေနှုတ်ထွက်ခဲ့ပြီးမဲ့ရောမစာချုပ်အရာအဖွဲ့ဝင် ဖြစ်ခဲ့တဲ့ကာလအတွင်းကျူးလွန်ခဲ့တဲ့ရာဇဝမှုတွေကို ICC ကစီရင်ပိုင်ခွင့်ရှိနေတာပါ။ မတ်လ14ရက်နေ့မှာတော့ကနဦးကြားနာမှုကိုသူ့ရဲ့ကျမ်းမာရေးအခြေအနေအကြောင်းအွန်လိုင်းကနေလုတ်ခဲ့ပြီးသူ့ရဲ့ကိုယ်ရေးအချက်အလက်တွေကိုအတည်ပြုခဲ့ပါတယ်။လာမယ့်စက်တင်ဘာလ23ရက်နေ့မှာကနဦးကြားနာမှုကိုစတင်သွားမှာဖြစ်ပြီးတော့ဒီတရားစီရင်မှုဟာနှစ်ပေါင်းများစွာကြာမြင့်နိုင်တယ်လို့လူအခွင့်အရေးအဖွဲ့တွေကခန့်မှန်းထားကြပါတယ်။ Amnesty International ရဲ့ရှေ့တောင်အာရှဆိုင်ရာသုတေသီ Rachel Joe R. Howard က ဒူတာတေးရဲ့ ICC တရားရင်ဆိုင်မှုဟာတားကောင်ဖြစ်ခဲ့ရသူတွေရဲ့မိသားစုတွေမမျှော်လင့်ရဲခဲ့တဲ့မျှော်လင့်ချက်တခုအကောင့်ထဲပေါ်လာတာပါလို့ပြောကြားထားပါတယ်။ဒူတာတေးရဲ့မူရစေတိုက်ဖြတ်ရှိဟာဖိလစ်ပိုင်မှာအောင်မြင်မှုတချို့ရခဲ့ပေမဲ့လူထောင်ပေါင်းများစွာတည်ဆုံခဲ့ရတာကြောင့်အခုဆိုရင်သူတို့အတွက်တရားမျှတမှုရှောက်ဖွေတဲ့အချိန်ကိုရောက်လာခဲ့ပြီလို့တောင်ဆိုနိုင်ပါတယ်။ဒူတာတေးဖန်ဆီးခံရမှုဟာအာရှဒေသမှာ ICC ရဲ့တရားစီရင်ပိုင်ခွင့်ကိုထင်ရှားစွာ ပြသခဲ့တဲ့ပထမဆုံးတာဒကဖြစ်လာခဲ့ပြီးကျွမ်းကျင်သူတွေကတော့ ICC ရဲ့အာရုံစိုက်မှုကအာရှဒေသမှာရှိတဲ့တခြားနိုင်ငံတွေစီရောက်လာနိုင်တယ်လို့သုံးသပ်ထားကြပါဗျ။မြန်မာနိုင်ငံမှာ2021အာနာသိမ့်ပြီးတဲ့နောက်ပိုင်းစက်ကောင်းဆောင်မြောင်းလှိုင်ရဲ့လူထုအပေါ်အကြမ်းဖက်မှုတွေဟာ ICC ရဲ့စုံစမ်းစစ်ဆေးမှုပြတ်မှတ်ဖြစ်လာနိုင်ပြီးရိုဟင်ဂျာတွေအပေါ်လူမျိုးတုံးတက်ဖြတ်မှုတွေနဲ့ စစ်တပ်ရဲ့ရက်စက်မှုတွေကို ICC က2018ကတည်းကစတင်စုံစမ်းနေတာဖြစ်ပါတယ်။ဒီဖြစ်စဉ်တွေကစစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုဒုတာတေးနောက်ဒုတိယမြောက်ပြစ်မှတ်အဖြစ်ဖြစ်လာနိုင်မလားဆိုတာကတော့စောင့်ကြည့်ရအောင်မှာပဲဖြစ်ပါတယ်ရှင်။လောကောမီဒီယာရဲ့ဆက်လက်ရည်မှန်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာမြန်မာဝေဖန်ခြင်းကိုဦးနှိုက်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါရစေ။